Hello အားလုံးမင်္ဂလာပါဒီနေ့ပြပပေးသွားမှာကတော့ဒီ Google Labs ကနေပြီးတော့အသစ် release လုပ်လိုက်တဲ့ AI experiment formally by Google Labs ကိုပြပေးသွားမှာပဲဖြစ်ပါတယ် formally ဆိုတော့ကတော့ဒီ marketing နဲ့ branding အတွက်အရန်အရန်ကိုအသုံးဝင်ပြီးတော့ဒီ marketing agency တွေမှာလည်းအရန်အရန်ကိုအသုံးဝင်မဲ့ tool တစ်ခုလို့ပြောလို့ရှိရင်လည်းမမှားပါဘူး formally ရဲ့အဓိက feature ကတော့သူကဒီ website ကို analyze လုပ်ပြီးတော့ဒီကိုယ့်ရဲ့ website မှာဘာ marketing campaign တွေလိုအပ်တယ်ဘယ်လိုမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုသူက analyze လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲဆိုတော့ဒါပေမဲ့ unfortunately family က region အတိုင်းမှာမရပါဘူးဆိုတော့ဒီ family ကိုအခု website ထဲကိုရောက်နေရပါတော့ family ကို let's get started ဆိုပြီးတော့နှိပ်လိုက်တဲ့အခါမှာ unfortunately check republic မှာ family ကမရပါဘူးရှင်အဲဆိုတော့ google ခောက်ကြည့်လိုက်တယ်ပေါ့နော် google ခောက်ကြည့်လိုက်တဲ့အခါမှာ registry က United States Canada Australia နဲ့ New Zealand မှာ better loss လက်ရှိရပါသေးတယ်ဒါပေမဲ့ VPN နဲ့ကြော်ပြီးတော့တုံးလို့ရပါတယ်ဆိုတော့ VPN နဲ့ဒီ US or Canada တကူကူနဲ့အာတုံးလို့ရှိရင်တော့ hopefully ရမယ်လို့မျှော်လင့်ရပါတယ်ဒါပေမဲ့ဒီမှာကတော့အဲနည်းနည်းလေးပြင်းတဲ့အတွက်ကြောင့်မလို့ VPN ချက်အဲနဲ့အလုပ်ထားတဲ့အဥ္စာကိုမပြတော့ဘဲနေဒီ Google Labs My Family ရဲ့အဲသူ့ရဲ့ ads video ကနေပြီးတော့အချင်းချုပ် family ကဘယ်လိုမျိုးအလုပ်လုပ်ပေးတယ်လဲဆိုတဲ့အဥ္စာလေးတွေကိုရှင်းပြပေးသားမှာပဲဖြစ်ပါတယ် so let's get started အဲ့တော့ဒီမှာဒီသူ့ရဲ့ video တွေကအတိုင်းပေါ့နော် family ဘိုင်း Google Ads စပြီးတော့ကြည့်ကြည့်ပါမယ် okay အဲ့တော့အရင်ဆုံးကွာဘာလုပ်မလဲဆိုတော့ကိုယ့်ရဲ့ဒီ business URL ကိုရိုက်လိုက်ပေါ့နော် business URL ကိုအဲကို website ရှိရဆိုလို့ရှိရင်သူတို့ပေးထားတဲ့ထဲမှာ business URL ကိုရိုက်လိုက်မယ်အဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့ website ကိုသူက analyze လုပ်ပြီးတော့အဲဒီမှာဘာ branding တွေလဲဘာလုပ်တဲ့ brand လဲအဲဘယ်လိုမျိုး fonts တွေရှိတယ်လဲ colors တွေက brand colors တွေကဘာတွေလဲစသဖြင့်သူကအကုန်လုံးကိုပြပြသွားမှာပဲဖြစ်ပါတယ်အဲပြီးတော့ဒီမှာကိုယ့်ရဲ့ logo တွေဘာတွေကိုလည်း add လုပ်လို့ရတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ fonts တွေကဘယ်လိုမျိုး fonts တွေသုံးတာလဲဒါမြင်တခြားကိုယ့်ရဲ့ brand နဲ့ဆိုင်သက်ဆိုင် ဲ့ images တွေရှိရဆိုလို့ရှိရင်လည်းဒီမှာ upload လုပ်ပေးလို့ရမှာပဲဖြစ်ပါတယ်။ okay ပြီးတော့အကိုရဲ့ဒီ campaign တွေကိုလည်း prompt လုပ်လို့ရမယ်ဆိုပြီးတော့သူကပြောထားရပေါ့เนาะဥပမာအကိုကဒီအတမ်းမဲထားပါတော့အတမ်းဆိုလို့ရှိရင်ဒီတူတူ campaign တွေပါရှယ်ပေါ့เนาะသူတို့ရဲ့အလုပ်ချင်တဲ့ campaign idea လေးကိုရေးလိုက်တာနဲ့ဘယ်လိုမျိုး idea တွေထုတ်ပေးမလဲဆိုတော့ AI ကနေ ဒီ ChatGPT ကိုသွားတဆင့်အဲတခါ Google Gemini ကိုသွားဒိုင်ဒိုင်လုတ်ချင်နေဆိုပြီးတော့ idea တွေမင်းနေစရာမလိုပဲနဲ့ဒီ formula ရဲ့မှာတခါရဲပေါ့နော်ကိုလုတ်ချင်တဲ့ campaign idea ကိုသူက marketing tool လည်းဖြစ်တဲ့အတွက်ကြောင့်မတူတူစစလုတ်ပေးနိုင်မှာပဲဖြစ်ပါတယ်အဲဆိုလို့ရှိရင်တော့သူရဲ့ဒီ idea တွေပေးတဲ့အပြင်ပေါ်မှာတခြား suggestion တွေလည်းအဲပေးနိုင်မယ်ပေါ့နော် suggestion တွေပေးနိုင်မယ်ဒီမှာဆိုရင်အဲသူကဒီ restaurant တစ်ခုရဲ့ idea လေးမျိုးကိုသူပြပြပေးထားရဲပေါ့နော် chickpeas power protein upgrade fuel ဆက်သဖြင့်အဲဒီ campaign idea တွေကိုသူက automatic စဉ်းစားပြီးထုတ်ပေး မှာပဲဖြစ်ပါတယ်။ဒါတင်မကဘူးလူမျိုးထုတ်ပြီးတဲ့အခါမှာပုံတွေကိုလည်းဝင်ပြီးတော့ပြင်လို့ရတဲ့ဥစ္စာတွေကိုလည်းသိပြီးပါပြီ။ဒီ YouTube ကဗလော့ဂါတွေမှာလည်းတော်တော်များများဖော်မလီကို review လုပ်နေကြပြီပေါ့နော်။အဲ့တော့ဒီ edits တွေလုပ်လို့ရမယ်ဒီမှာဆိုရင်ဒီဥစ္စာကိုမကြိုက်ဘူးသူက check ပြီးနဲ့ upgrade လုပ်ပေးပါဆိုပြီးတော့ဒီ AI ကို command ပေးလိုက်တာနဲ့ automatic အဲလုပ်လုပ်ပေးမှာပဲဖြစ်ပါတယ် โอเคအာဒီတခုချင်းစီပေါ့နော်ဒီ Gemini ကိုသွားလိုက် ChatGPT ကိုသွားလိုက် Canva ကိုပြန်သွားလိုက်အဲ့လိုမျိုးကြီးလုပ်နေစရာမလိုဘဲသွားအ мян အလိုမျိုးကြီးလုပ်ပေးနိုင်တယ် Forms တွေလည်းဒီလိုပြင်ပေးနိုင်တယ်ပြီးတော့ဒီကိုယ့်ရဲ့ဒီ audience တွေပေါ့နော်ကိုယ့်ရဲ့ audience တွေကလည်းဘယ်လိုလူမျိုးတွေဖြစ်မလဲစသဖြင့်အဲ့ဟာတွေကိုလည်းအမြင်မြန်ဆက်ဆက်ပို့ပြီးတော့သိနိုင်မယ်အဓိကအဖြစ်တော့ तू ကဒီ marketing consultant တယောက်ငှားလိုက်တဲ့ပုံစံမျိုးပဲအဲ့ဒါကိုမှတော့ AI နဲ့ပြန်ပြီးတော့အလိုမျိုးလုပ်ထားပေးရပါတော့ဆိုတော့အဲတစ်ချက်တော့ VPN ဟိုဖြစ်ပြီးတော့စမ်းကြည့်လို့စမ်းကြည့်ဖို့ recommendation ောက်လုတ်လိုက်ပါတယ်ဒါပေမဲ့ဒီတချို့ VPN အကုန်လုံးတော့မရဘူးလို့တော့ကြားရပေါ့နော်ဘာလို့လဲဆိုဒီ WinScribe at a chat လုတ်ကြည့်ရသိပြီးတော့အဆင်မပြေသေးဘူးအာဒါပေမဲ့ဒါပေမဲ့ဒီ tool ကအအခုမှစပြီးတော့သူတို့လေ launch လုပ်လာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဖြည်းဖြည်းနဲ့တော့ဒီ region တွေ expand လုပ်လာမယ်လို့မျှော်လင့်ရပါတယ်။ဆိုတော့အဒီ agency အလောကမှာလည်းဒီ marketing agency ရဲ့ attract formula ကအများကြီးအများကြီးအထောက်အကူပြုလိုက်မယ်လို့ထင်တာမို့လို့တစ်ချက်လောက်စမ်းကြည့်ကြည့်ဖို့တက်တွန်းလိုက်ပါတယ်။ TechMart မှာ ChatGPT CapCut Gemini Canva Zoom ပဲ digital product ကိုပဲဝယ်ဝယ် TM Accessory code လေးကိုသုံးပြီးတော့5 to 10% at discount တွေရယူနိုင်တာမို့လို့ code လေးကိုသုံးပေးဖို့မမေ့နဲ့နော်။